အဲ့တော့ပူဇော်ပွဲပေါ့ဖះအောင်မိနဲ့ပူဇော်ရတာဒါကတော့ဒီဥစင်းမင်းကအလှူရှင်ပေါ့သူကတော့ငကူကတပံဝါရဲ့ပေါ်လန်နီယာအခုတော့ထုံစံအတိုင်းဆရာတော်ရဲ့အောက်ပါပဲတသလုံးဖုန်ကြီးဝတ်ပြီးဒီမှာအမြင်နဲ့အလှူလုပ်တယ်ဥစင်းခဏခဏအဲကြုံနေရတယ်ဒီကိုလိုလေးဆရာတော်ဥရမတန်လာအောင်တစ်ချိန်တပံဝါရဲ့ထီးအဲ့ဒါလေးနဲ့တူ ဇွန်လာတဲ့အချိန်မှာနိုင်ငံညာလာတဲ့ပါမနဲ့တူတယ်ခုတော့ဗမာပြည်ပဲများတယ်ဒီရင်တော့တော့သူကအဲဟုတ်စာရီလည်းပါတယ်မာယာနာရီရောအကုန်လုံးပါတယ်ဒါကြောင့်ဇွန်လာဒီနိုင်ငံကိုမနေ့ကဆွန်ဆန်းလာခဲ့တယ်ဒီမြတ်လာပြောင်းလာပါခင်ဗျမိပူဆောင်ရဲ့အေးအကောင်းပြီအဲ့ဦးဇင်းမေးနေတရားလေးထည့်ကောင်းပါပြီဒါကနေ့ပွဲလေးကိုအမှတ်တရား ဒီကနေ့က20ရက်နေ့ဒီကနေ့ကနေဧပြီလ2025ဖြစ်ပါတယ်ပေါင်းနေရခုစံစိတ်ဓာတ်တွေကဒီတဲ့အဆောင်လေးတစ်စောင်ပါလေဒီဟာ BNM ခုစံနေရ ဆရာတော်တရားစခန်းကြီးဝင်ပြီးတော့တရားတွေအားထုတ်ရင်လည်းနောက်ဘုန်းကြီးဖြစ်ရဒီဖွဆောင်มาပဲဒီလိုဆောင်းလေးကိုအဟောင်းဖြစ်ပါမယ်လို့ကတော့ပြည့်ပြီးတော့မှကိုပိုင်ဘာအကြောင်းဆောင်ခြင်းနဲ့တရင်တော်မှာပ ချက်တော့စပြီးတော့ဒီမှာဘုဆမတရားဟောတော့တော့ဒီတရားဝါဒဘုန်းကြီးဒီလာရှင်တိတ်ပြောမရှိသေးဘူး။ဘုမဟောရင်ဟောရင်လည်းတရားစံဝင်ရင်လည်းသူကဘုန်းကြီးဒီလာရှင်ဝတ်ကြတာပေါ့နော်။သူလည်းပြန်ထွက်တော့ရေရှည်ချိန်ခက်ချိန်ခက်တဲ့လူတွေ ။နောက်တခြားဆရာတော်တွေလည်းလာမှာပါလေ။သူတို့နဲ့ပတ်သက်ပြီးဝိတ္တာတွေလည်းထရားထရားဝါဒဖွင့်ဒီလာရှင်ပေါ့။ဒီမှာလေးတွေကခုလိုအမြဲဖွင့်တဲ့ရိတ်ကမှာကျောင်းလေးကျောင်းတော်လေးဆောက်ပြီးတော့တည်တုံရ။ကိုယ့်ကိုရိတ်တာတည်ထောင်မှုကြတော့ဒီမှာအခက်အခဲကတော်တော်လေးရှိရဲ့။လေကူလာဘောနော်။ကိုမြေကိုပိုင်းမြေရှိတယ်ဆိုရင်တော့ ရိတ်တာလို့ကိုမလွယ်လောက်ပေါ့ဒါတော့အစိုးရနဲ့အစီအပြေတော့လဲတရားမဝင်တဘောမျိုးတော့လုပ်လို့ရတာပေါ့အဲ့ဒါလည်းခက်ခဲတဲ့အခါကျတော့ကိုယ်ပိုင်ကြောင်းလေးတတိလေးပေါ့နော်တရင်တော့လို့ရတယ်နော်ဒီထောင်ပြီးတော့တဖြည်းဖြည်းနဲ့ဒီ တရားဝါဒဘုရားဘာသာရေးအားကောင်းလာတော့ခုတော့ဟိုမြန်မာတိလားရှင်ဝိဆုံနေပါလေမြန်မာဘုန်းကြီးဝိဆုံနေဝကြလာမြန်ပြပြနေတယ်မြန်မာဘက်ကိုလှည့်လာတာပေါ့ဒါကတော့ထိုင်းဘက်ကထိုင်းထိုင်းဘုရားဘာသာပေါ့အဲ့ဘက်ကို ညည်းယူတာပေါ့။နောက်ပိုင်းကျတော့မြန်မာထေရဝါဒဗုဒ္ဓဘာသာဘက်ကိုလှည့်လာ။ဒီလိုတော့ဒါကြီးကလူပဲပေါ့နော်။ဆရာတော်နေနေကျတော့တကယ်လူယောဂီတွေပဲပေါ့။တရားလာထုံရင်မှပြင်းနေမြန်မာပြည်လိုပါပဲ။ဘုန်းကြီးဒီလားရှင်နေဖြစ်ပုံရ။တရားပြီးတရားပေါ့လေ။ ါတော့အိန္ဒိယမှာလည်းဒီသဘောတရားပဲလာမှာသူတို့လည်းတရားကိုအာကူလို့ရအောင်ကြိုးစားကြတာပေါ့လေအာကူလို့ရတယ်ဆိုရင်ဒါနာတော်မှာပရိပတ်တိကျင့်ကြံထုံမှုနဲ့ယက်တည်ကြတော့ပရိဒါရီနိုင်ငံလောက်လုပ်ကြတော့ ပရိယတိဒါနဝင်ထမ်းတဲ့ပိုင်းရတော့ဒီကြတလိုင်းပေါ့နော်သူတို့ကြတော့ဒီလောက်ထိတရားမပြနိုင်ဘူးပေါ့ပရိပတ်တိအချင်းပိုင်းကြတော့အာနေတာပေါ့ဈေးတာပိုင်းမဖွင့်နိုင်ကြဘူးပေါ့ပရိဒါလောက်တော့လောက်ကြမှာပါလေအဲဆရာတို့ဘာတရားဒါတော့ပရိပတ်ကိုအဓိကထားပြီးတော့ပရိဒါကိုအကြီးကျယ်လောက်တာပါလေ

လူဒုက္ခတွေရောလူလောကတွေထွက်ခွင့်ရတယ်လူဒုက္ခတွေကနေတတ်တာခွင့်ရရှိလို့ဘုပ္ပယနာနိုင်ငံသားတွေလည်းဒါလူငယ်တွေပေါ့လေပတ်စံမရှာပဲအိမ်အောင်မပြူပဲနဲ့တာရဏဝေမောထန်ဆောင်ထန်ဆောင်ရင်းနဲ့ဒါလောကီဒုက္ခတွေကနေတတ်တာခွင့်ရရှိလာကြတာပေါ့ ရင်စင်တွေကဘုရားဝိတာမဟုတ်တော့စပေတွေတော့မတည်ယူကြဘူးလက်တွေ့ကျင့်ကြံအထုံးကိုပိုင်းတော့ဘုရားလုံးဖြစ်တာပါလေအမှလူမှုရေးနဲ့တွဲလို့တာလေယောဂီကိစ္စတွေကျတော့နားလည်ပြီးသားဆိုတော့ပြောရတာအဆင်ပြေ ဟိုဆရာတော်နေနဲ့ဒီမှာတရားဟောတဲ့အတွက်လည်းဘီယန်နယောဂီတွေအများကြီးပဲတိုးလာတာပေါ့နော်။ဟိုတရားထုတ်တဲ့ဘီယန်နယယောဂီတွေတိုးလာတာပေါ့။ပြီးတော့ဘုန်းကြီးဒီလားရှင်ယာယီဝိတ္တရေရှိဝိတ္တတွေများလာတာပေါ့လေ။ညမနိုင်ငံလိုပါပဲ။အစားဝဲတော့အားနည်းချက်တွေများဒါပေမဲ့ဖြည်းဖြည်းနဲ့တော့ပို့ပြီးတော့အားထုတ်လာနိုင်တယ်။ပရိုက်တာလောက်တော့လေပို့ပြီးတော့လှုပ်လာနိုင်တယ်ဆိုတော့ခုလို့ မြန်မာတရားဟိတာတွေတည်ဝင်ဖြစ်လာတယ်ပေါ့ဒီပြည်နယ်မှာလည်းဟိုတရားဟိတာဒါကတော့တည်ဝင်ဈေးတာတည်တည်လေးဖြစ်လာတဲ့တဘောအဲ့ဒါကိုအကျိုးရှိအောင်သုံးတတ်တယ်ဆိုရင်တော့အနိုင်ငံလို့ပြန်သွားပါအောင်နော်ဒုတိယတစ်စင်ပါလေမြန်မာနိုင်ငံမှာဟိုတရားဟိတာတွေအနိုင်ငံလို့ပြန်သွားလို့ဆိုတာမြန်မာနိုင်ငံသားတွေလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်လို့ ပြန်နာမှာလဲဒါလိုအပ်ချက်တွေရှိနေကြတာဆိုတော့အဲ့လိုအပ်ချက်ကိုတခြားဘုန်းကြီးကြောင်းတွေရိတ်တာတွေဖြစ်တယ်လို့ပေါ့ဘဝတရားတွေလည်းပါဝင်ပြီးတော့ဒါနဝင်ထမ်းတာပေါ့နော်တော့ဒါလည်းတကယ်လိုအပ်ချက်တခုဖြစ်တဲ့အခါကျတော့ ီနေ့နဲ့အားထုတ်တဲ့လူတွေပေါ့ဒီလိုဒါနာပြုတဲ့ဘုန်းကြီးတိလာရှင်တွေပြည်ပြည်နဲ့တော့မြင်ရတာဒါလည်းပရိယတိပရိပတိဒါနာဘာရဆိုရင်တော့ဒါဒုတတ်မှုတစ်ခုပေါ့နော်အားမထုတ်တဲ့လူတွေအားထုတ်လာတယ်ဘုန်းကြီးတိလာရှင်မိုးတက်လူတွေဝင်လာတယ်ပေါ့နော်တရားဟိတာတစ်တစ်တိုးလာတယ်ပေါ့ sân hai à, là cái là cho sư xin uh, cảm ơn công đức của tất cả các thí chủ đã hướng tâm mà uh, để mà thành tựu cái lễ đề ngày hôm nay cũng như là, uh, là các cô tu nữ tăng ni và gia đình uh, nguyễn văn bôn nguyễn thị thanh loan và vợ chồng tự uh, giác cái dự ngọc làm nước <laughs>